ပကံပြေရဲ့အယားလှတဲ့ဘီးသမီးတော်ကိုမှဆွဲလန်းစွာ ချီးမေးသွားတဲ့ယဟန်စာပေကျမ်းကနှက်ဆက်ကျွမ်းကျင်လို့လို့ယဟန်တော်တွေကို စာဝါပို့ချရတဲ့တော်ဝင်မင်းသမီးကျွန်တော်တို့မြမသမိုင်းမှာအယံကိုလှပပြီးရည်ချင်းရှိတဲ့ဘီးသမီးတော်တော်ဝင်မင်းသမီးတွေများစွာပေါ်သွန်းခဲ့ပါတယ်တော်ဝင်မင်းသမီးအများစုကဓာရီလှန်ရီ မြင်းစီမြားပြည့်စားတဲ့ကိုခံပညာများကျွမ်းကျင်ကြသလိုတချို့တွေကဖျားသည်ကြောင်းဆောက်ဘာသာတရားရေးနဲ့စာပေကျမ်းဂန်ဘက်မှာထူးကျွန်တဲ့မိသမီးတွေလည်းရှိပါတယ်။အဲ့ဒီအထဲမှာမူမှပညာရှိနဲ့ယဟန်တန်ဃာတော်တွေထက်တောင်ပိဋကစာပေများကိုအထူးကျွမ်းကျင်လိမ်ပါတဲ့နှစ်သမီးတစ်ပါးလိုလှပတဲ့မိသမီးတစ်ပါးရှိနေပါတယ်။အဲ့ဒီမင်းမီးဘလောက်လှတယ်လဲဆိုရင်ဖះသားတော်တွေဖြစ်ကြတဲ့ဇာတင်သားယဟန်ကတော့စွဲလန်းသွားရတဲ့အထိပဲဖြစ်ပါတယ် ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ညီအကိုတူတောင်းဆိုထားတဲ့စာတင်သားရဟန်းတွေကိုဇာဝါတင် जा ပေးတဲ့နှစ်သမီးတစ်ပါးလိုအရန်လှတဲ့ဘီသမီးတော်ကိုမှစွဲလန်းစွာချီးမိသွားတဲ့ရဟန်းတစ်ပါးရဲ့အကြောင်းနဲ့တံပြင်းနေကကြားဖြစ်ပေါ်လာခြင်းနောက်ခံသမန်းကြောင်းကိုဘုဒ္ဓတာဖြစ်ပွဲစိတ်ဝင်စားပွဲဝေမျှပေးသွားမှာပဲဖြစ်ပါတယ် ျွန်တော်တော့ဇန်လေးပါမြန်မာတက္ကသိုလ်996ခုနှစ်ပုဂံပြည်မှာနရပတိစီသူမင်းကြီးရဲ့မြေတော်သီလိုမင်းလိုခေါ်ဇေယတင်ခဘင်းရဲ့သားတော်ကြာစွာမင်းနန်းသက်လာပါတယ်ကြာစွာမင်းလက်ထက်မှာ လက်ရှိမြန်မာနိုင်ငံမြောက်ဖျားပိုင်းနဲ့တောင်ဖျားပိုင်းဒေသအားလုံးကိုအတီးတီးအောင်နိုင်ခဲ့ပြီးတိုင်းရင်းပြည်အငြင်းချဆုံးကာလဖြစ်ပါတယ်။ဒါကြောင့်စစ်ပွဲတွေမရှိသလောက်ငြင်းချနေတဲ့ကာလမှာဘာသာတရားရေးနဲ့စာပေကျမ်းဂန်များကိုအထူးအလေးပေးတဲ့ဘရင်ဖြစ်လာပါတယ်။ကြာစွာမင်းကိုရိုင်းလဲစာပေကျမ်းဂန်အရန်ကြွန့်ကျင်တဲ့အပြင်ပိဋကတ်၃ပုံကိုကိုးကျင့်တိတိတင်ယူတက်မြောက်ထားတဲ့ဘရင်လည်းဖြစ်ပါတယ်။ ဒီလိုစာပေကြမ်းကန်ထုံးကားတဲ့ခေတ်ကြီးမှာကြဆွမ်းမင်းကသူ့ရဲ့သားတော်သမီးတော်များကိုလည်းစာပေနဲ့ပတ်သက်တဲ့ကျမ်းစာမလမျှကိုစီးပူးစေပြီးထူးချွန်ပြောင်မြောက်ကြပါရယ်အဲ့ဒီအထဲမှာကြဆွမ်းမင်းရဲ့သမီးတော်တစ်ပါးဖြစ်တဲ့တန်ပြင်းမိသမီးဟာဖခင်မဲတော်ဘင်ကြီးရဲ့စာပေအမွေနှစ်ကိုကောင်းကောင်းဆက်ခံသူပြီးပြီးပိဋကစာပေများကိုအယံကိုထူးချွန်ပါရယ်တန်ပြင်းမိသမီးဟာဖခင်မဲတော်ကြဆွမ်းမင်းနဲ့ညောင်တန်းမီဖခင်တို့ရဲ့သမီးတော်ဖြစ်ပြီး စာပေကျမ်းဂန်နဲ့ပိရကတ်တော်များကိုပိုင်းနိုင်စွာရေးသားပြုစုနိုင်ရုံသာမကယုတ်ရည်ယူပကားလဲနတ်သမီးတပါးလိုအယံကုန်မှလှပလုံးတဲ့အတွက်မမေလှလို့တောင်ခေါ်ကြပါရယ်စာပေပညာမှာပါရမီပါလာသူမိသမီးလေးဟာပိရကတ်ကျမ်းဂန်များကိုနန်းတွင်ကမူမတ်များပညာရှိများနဲ့ယဟန်တန်ဃတော်တွေထက်တောင်ကျွမ်းကျင်တယ်လို့လည်းသိရပါရယ်တနေ့မှာတော့ဇေယတော်တပါးကနန်းတော်ထဲရောက်ရှိလာပြီးသူသတင်းတောင်းရာဘုန်းကြီးเจ้าမှာ ။ဇာတင်သားယဟန်တော်များများပြားလုံးတဲ့အတွေ့အဲ့ဒီဇာတင်သားယဟန်တွေကိုဇာဝါပို့ချပေးနိုင်ဖို့ပညာရှိတို့အလိုရှိကြောင်းဘုရင်ထံတောင်းခံလာပါတယ်။ဘုရင်ကြီးကလည်းယဟန်တော်တွေကိုဇာပြန်ပို့ချဖို့ရာနန်တွင်းပညာရှိများထဲကအကျွမ်းကျင်ဆုံးဖြစ်တဲ့သူ့ရဲ့သမီးတော်ကိုဇာဝါတင် जा ပေးဖို့တာဝန်ပေးအပ်ခဲ့ပါတယ်။ထုံတဲ့အစရလာနဲ့ဝီနီတော်အရာ လှပလွန်းတဲ့ဘီတမီတော်ရဲ့မျက်နှာကိုမဖော်ပြဘဲဂဒီဘဘွားနဲ့ကာယံထားစေပြီးအတန်နဲ့သာဇာဝါပို့ချစေပါတယ်။ပိတကစာပေပညာမှာဇေယသုလိုအယံတော်တဲ့မိသမီးဟာယဟန်တွေကိုတနေ့ဇာဝါ၉ဝါအထိပို့ချပေးခဲ့ပါတယ်။ဒီလိုနေ့စဉ်နေ့တိုင်းအတန်ချူချူနဲ့ဇာဝါပို့ချနေတဲ့မိသမီးလေးရဲ့အတန်ကိုစာတင်သားယဟန်တစ်ပါးကမထင်မှတ်ပဲစွဲလန်းစိတ်ဖြစ်ပေါ်လာပါတယ်။မိသမီးလေးဖတ်ခမဲတော်ကိုယ်တိုင်ပေးအပ်တဲ့တာဝန်ကို ကြေပြွန်အောင်ထမ်းဆောင်တဲ့အနေနဲ့ယဟန်တော်တွေကိုဇာပေကျမ်းဂန်နဲ့ပိဋကတော်များစူးစမ်းပြီးတင် जा ပေးခဲ့ပါတယ်။ဒါပေမဲ့တခြားတစ်ဖက်မှာတော့မင်းသမီးလေးရဲ့အတန်ကိုဆွဲလန်းကြီးဆွဲလန်းနေရှာတဲ့ယဟန်ကမင်းသမီးအပေါ်တိတိထက်ထက်ဘူမိုဆွဲလန်းရာကနေမင်းသမီးရဲ့မျက်နှာကိုမြင်ဘူးကျင်လာပါတယ်။ဒီလိုနဲ့ဒီနေ့မှာမင်းသမီးတင် जा ပေးတဲ့ဇာပေများကိုတပားချင်းစီရုတ်ဖတ်ဖြေချရမယ့်နေ့ကိုရောက်ရှိလာပါတယ်။ အခြားယဟန်တွေကထုံးစံအတိုင်းဂတိပါဘဝကာယံထားတဲ့အပြင်ဘက်ကနေပိဋကစာပိုက်များကို အခက်အခဲမရှိရုပ်ဖတ်ပြကြပေးကြပါရယ်။ဒါပေမဲ့မင်းသမီးကိုဆွဲလန်းနေရှာတဲ့ယဟန်ကမင်းသမီးပို့ချထားတဲ့စာပေတွေအထက်ကမပါဝင်တဲ့စာပိုက်တချို့ကိုပေးရွက်ပေါ်ကြိုတင်ရေးထားလိုက်ပါရယ်။ပြီးတာနဲ့မင်းသမီးစီဇာဝါရုပ်ပြဖို့ယဟန်ရဲ့အလှည့်ရောက်ရှိလာတဲ့အခါမှာတော့မပါဝင်တဲ့အဲ့ဒီစာပိုက်ကိုရုပ်ဖတ်ပြလိုက်ပါရယ်။မင်းသမီးလည်း အဲ့ဒီစာပိုက်မပါဝင်ကြောင်းဂဒီပါနောက်ွယ်ကနေယဟန်ကိုပြောကြားလိုက်ပါတယ်။ဒါပေမဲ့ဂျိုတင်ကြံစီထားတဲ့ယဟန်ကအဲ့ဒီစာပိုက်ပါဝင်ကြောင်းပြောပြီးနောက်တစ်ချိန်ယူဆိုပြန်ပါတယ်။မင်းသမီးကလည်းအဲ့ဒီစာပိုက်တကယ်မပါဝင်ကြောင်းထပ်ပြီးရှင်းပြပြန်ပါတယ်။ဒီလိုနဲ့၃ချိန်၃ခါတိတိရုပ်ပြလိုက်တဲ့အခါမှာမင်းသမီးကအမျက်ဒေါသဖြစ်လာပြီးဂဒီပါပွားကိုလက်နဲ့ရုပ်ရက်ဖယ်ရှားကာ ဘယ်မလဲအဲ့ဒီစာပိုက်ဆိုပြီးယဟန်ကိုဒေါသတကြီးနဲ့အနီးကမေးလိုက်ပါတယ်။ယဟန်ငယ်လေးရေးထားတဲ့စာပိုက်ကိုပြပြီးသူမမှားကြောင်းခြေပပြောဆိုပါတယ်။ဒါပေမဲ့လိမ္မာပတ်နှပ်ပြီးညာမျောမြင်ရှိတဲ့ပညာတတ်မိသမီးတစ်ပါးပြီးပြီးယဟန်ရဲ့ဒီလောက်ရက်ကိုချက်ချင်းနားလည်သွားပါတယ်။ဒါကြောင့်မိသမီးကယဟန်ရဲ့ဒီလောက်ရက်အပေါ်ပွေပွေလင်းလင်းမေးမြန်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာယဟန်ကလည်းဝီနီတော်အရာ လိန်ညာမရှိအမှန်တိုင်းဖြေချပေးလိုက်တာကတော့မင်းသမီးရဲ့ဒါယာလုံးတဲ့အတန်ကိုဆွဲလန်းလုံးလို့မင်းသမီးရဲ့မျက်နှာကိုပါမြင်ကျင်လုံးတဲ့စိတ်ဆန္ဒကြောင့်အခုလိုကြံစီမိကြောင်းဝန်ခံလိုက်ပါ रे မင်းသမီးလည်းယဟန်ရဲ့အဖေကိုကြားလဲရတဲ့အခါမှာတော့အနှဲငယ်အရှက်ရသွားပြီးယဟန်အပေါ်လဲကရုဏာတက်မိသွားပါ रे နတ်သမီးတပါးလိုအယားလှတဲ့မင်းသမီးရဲ့မျက်နှာကိုမြင်တွေ့သွားပြီးတဲ့နေ့မှစပြီး အဲ့ဒီယဟန်ခမရမိသမီးအပေါ်မေတ္တာတည်ဝင်သွားကမအိနိုင်မစားနိုင်ပဲအချင်းရှိသမျှအချစ်တန်ခံစားသွားခဲ့ရပါတယ်ဒီလိုနဲ့အချစ်ယောဂါကြီးတစ်နေ့ထက်တစ်နေ့ခံစားနေရရှာတဲ့ယဟန်ရဲ့အဖြစ်ကဖုံးမနိုင်ဖြစ်မရဖြစ်လာပြီးအဲ့ဒီတဲ့ရင်ကိုနန်းတွင်ကမူမများမတစေကြစွာမင်းကြီးရဲ့ရွှေနားတော်အထိပေါက်ကြားလာပါတယ်ဒါပေမဲ့ယဟန်တန်ဃာတော်နဲ့ဇာပေကျမ်းဂန်များကို အထူးကြည်ညိုတဲ့ကြစွာမင်းကြီးက စိတ်ဆိုးဒေါသမဖြစ်ပဲအဲ့ဒီယဟန်နဲ့တဘာချင်းတွေ့ဖို့မူမတွေကိုပြေလျှောက်စေခိုင်းလိုက်ပါတယ်။နန်းတော်ထဲရောက်ရှိလာတဲ့ယဟန်ကကြားစွာမင်းကြီးနဲ့နှူးချင်းတွေ့ဆုံပြောဆိုတဲ့အခါဘယင်ကြီးကယဟန်အနေနဲ့တမီးတော်လေးကိုအမန်တကယ်မေတ္တာတဲ့ဝင် ချစ်မြတ်နိုးရင်ကြံကြီးတစောင်ပြုစုပေးဖို့ယဟန်ကိုတောင်းဆိုလိုက်ပါတယ်။အကယ်၍အဲ့ဒီကြံကိုမိမိအနေနဲ့သဘောကျနှစ်သက်မှဆိုရင်ယဟန်ကိုလူဖို့လဲစေပြီး တမီတော်နဲ့လက်ဆက်ပေးမိဖြစ်ကြောင်းယာစကတိပေးလိုက်ပါတယ်။ဒါကြောင့်လိမ္မာပန်းနှက်တဲ့ယဟန်လဲဘီရစ်တမီတော်မိသမီးလေးကိုရရှိဖို့အတွက်စာပေကျမ်းဂန်နဲ့ပတ်သက်တဲ့ပညာတွေဆက်လက်စီးပူးရင်းဘရင်ကြီးတောင်းခံထားတဲ့ကျမ်းစာကိုပြုစုခဲ့ပါတယ်။ယဟန်ငယ်ပြုစုခဲ့တဲ့မြတ်ကျမ်းကြီးထွက်ရှိလာတဲ့အခါမှာကျမ်းတော်ကြီးရဲ့အဖွဲဖြစ်တဲ့နီကာအဖွဲကျမ်းကိုကြစွာမင်းကြီးအယံကိုနှိမ့်ချတော်မူခဲ့ပါတယ်။ဒါကြောင့် ယဟန်ကိုပေးထားတဲ့ဂတိအတိုင်းမိမိတမီတော်နဲ့လက်ဆက်ပေးဖို့ယဟန်ကိုလူဖို့လဲစီကနန်းတော်မှာမြေတိုင်းတံပြင်ရရုပါချင်းမြင့်မြောက်စားပြီးတံပြင်အမတ်လို့ခေါ်သွင်းလာကြပါတယ်မိမိလည်းဒီယဟန်လူထွက်ပညာရှိကိုခင်မုန်းတဲ့အဖြစ်လက်ခံပြီးနန်းတော်ထဲမှာထဲမြမင်္ဂလာပွဲကျင်းပကမိမိမမေဟကိုလည်းတံပြင်မိမိလို့လူတိများထင်ရှားလာခဲ့ပါတယ်နောက်ဆုံးအနေနဲ့ ဒီယဟန်လူထွက်ပညာရှိပြုစုခဲ့တဲ့ကျမ်းကြီးကိုတံပြင်းနေကကြအဖြစ်သမိုင်းမှာထင်ရှားတဲ့မြမကျမ်းကြီးတစ်စောင်ဖြစ်လာပါကြောင်းဘုဒ္ဓတဖြစ်စေဖို့ရာစေတနာထားမျှဝေပေးလဲရပါတယ်။နောက်တစ်ပတ်နောက်တစ်ပတ်တွင်ပါလေဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာအသေးများကို ဝေမျှပေးသွားအောင်မှဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။အဆုံးထိကြည့်ရှုပေးကြတဲ့ကျွန်တော်ရဲ့ညီအကိုများနဲ့မြမပြည်သူပြည်သားအပေါင်း စိတ်ချမ်းသာကိုကြမှာရှိကြပါစေယောဂဗရတွေกินဝေးပြီးตาရပျော်ရှင်တဲ့ဘဝတွေကိုစီပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းဝေမျှပေးလိုက်ရပါတယ်